ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြီးစံ channel လေးကနေစေဝင်စားပွဲထူးခြားစမ်းကြဲကံမရပြည့်မန်ဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးဖို့ချိန်ခါကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီကနေ့ဖတ်ပြတင်ဆက်ပေးမှာကတော့ရုပ်ပြောင်းနန်းခွာမော်ပညာနဲ့ရည်သာဟောင်းကိုဝင်စားတဲ့ကောင်မလေးနဲ့လက်ထပ်ပေါင်းသင်းခဲ့တော့စေးစရာကြီးလို့မြည်ရတဲ့စေဝင်စားပွဲ ထူကြဆန်းချင်းကံမီရောက်ဖြစ်ရမဇလန်ကောင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်လို့နှားစင်ခံစားအားပေးကြပါဦးခင်ဗျာညောင်ကန်ရွာမလူထူဆန်းမောင်ပါချံဒီကဘာမြေကြီးပေါ်မှာနက်နဲခတ်ခဲသောကံမီရပညာရဲ့များစွာရှိကြောင်းကိုခနဲဦးကကျွန်ုပ်မသိနားမလဲခဲ့ပါ လူထူလူဆန်းမောင်ပါချံဆိုသူနဲ့တွေ့တဲ့အခါမှာကံမီရပညာများရဲ့ ထူးခြားစံကြေသောစွမ်းရည်ရှိကြောင်းသိရှိလာကြရပါသည်အမှန်တကယ်တော့ကမ္ဘာလောကကြီးမှာတဘာဝဖြစ်ရများနဲ့ပြည့်နှက်လို့နေပါတယ်တော့တဘာဝဖြစ်ရများစွာနဲ့တဘာဝလွင်ဖြစ်ရများကိုလည်းထူးထူးခြားခြားတွေ့ရှိရတယ်တဘာဝလွင်ဖြစ်ရများနဲ့ကမ္မီယပညာရများသည်လည်းခက်ခဲနန်းနေစွာဆက်ဆက်နေကြောင်းသိရှိရပါတယ်ကမ္မီယပညာရများတဲ့မှာမိမိဖြစ်ချင်တာကို ဖြစ်နိုင်ွယ်ရှိသော စွမ်းအားများစွာပါဝင်လိုနေပါတယ်ကျွန်တို့ရဲ့ဝင်းကျင်မှာရှိတဲ့အရာရာတိုင်းမှာစွမ်းအားတွေရှိတယ်အဲ့ဒီစွမ်းအားများမှာစကြဝဠာကြီးတွင်မှာပြည့်နှံ့နေတဲ့ကဲ့သို့ကျွန်တို့ရဲ့ကဘာမြေပေါ်မှာလည်းနေရာနှံ့များမှာရှိနေပါတယ်အဲ့ဒီစွမ်းအားများကကျွန်တို့ရဲ့လူလားတောင်းတချက်စန္ဒနဲ့လက်ရုံညှိထွေးစွာ တုံ့ပြန်တတဲ့အာယုံစုဆိုင်မှုတမယိုးကြဖြစ်စဉ်ကိုဒိဋ္ဌဓမ္မဖြစ်စဉ်လို့ခေါ်တယ် အဒီဒိဋ္ဌဓမ္မဖြစ်စဉ်ကိုတောင်းတမှုစန္ဒနဲ့တတတဲ့ညီအောင်လေ့ကျင့်နိုင်မယ်ဆိုရင် ထူးခြားတဲ့ဒိဋ္ဌဓမ္မဖြစ်စဉ်ကို ကုပြောင်းသွားပါလိမ့်။ထူးခြားသောဒိဋ္ဌဓမ္မဖြစ်စဉ်ကို ကမ္မိယပညာဆိုပြီးတော့လေခေါ်ဝေါ်ကြပါလိမ့်။တချို့သောကမ္မိယဖြစ်ရများကတဘာဝလွန်ဖြစ်ရများပေါ်ဝင်လို့နေပါလိမ့်။လူသားများမှာစိတ်တကိုယ်စွန့်ရင်များစွာရှိတယ်။ပေါ်ထုတ်နိုင်ဖို့သာလိုပါလိမ့်။ပေါ်ထုတ်နိုင်တဲ့နီလန်မျိုးမျိုးကို ရှေးဘဝေတနီကလေးကရှေးလူကြီးများကရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်စိတ်တကူဆွေရင်ကိုအသုံးပြုလို့သမာဓိခိုင်မာစွာရှိအောင်လေ့ကျင့်ခြင်းကာထာမန္တန်ရွတ်ဖတ်ခြင်း ကောင်းကင်နက်ခတ်ကိုကျွမ်းကျင်စွာကျင့်နိုင်ခြင်းမိမိလူရဆန္ဒကို ပေါင်းစပ်ခြင်းကဒူဇာစံကျေသောပညာရမျိုးမျိုးကိုရရှိစေနိုင်ခြင်းပဲဖြစ်ပါတယ်လူထုလူဆန်မောင်ပါချန်ဆိုသူရဲ့ဖြစ်ပြမောင်ရုပ်ပြောင်းနံခွာပညာရနဲ့စံတွင်နေတာကို ထူးခြားစွာကျွန်တော်သိရှိခဲ့ရတယ် ရုပ်ပြောင်းနံခွာတက်ပညာကိုတက်မြောက်ရန်ထို့သူကမိမိရဲ့နံကိုခန္ဓာကိုယ်ကခွာထုတ်ပြီးနံလွင်ခီးကိုလွှင့်နိုင်သူဖြစ်ရမယ်။တွင်တော့တခြားသူတို့ရဲ့ဝိညာဉ်ထွက်ခွာခြင်းနဲ့မိမိရဲ့သိဆုံးခြင်းကိုသိရှိရန်ကောင်းကင်နက်ခတ်ကျွမ်းကျင်စွာပိုင်နိုင်ရမယ်။သို့မှသာလျှင်ထို့လူဝိညာဉ်ချုပ်ရင်ချုပ်ခြင်းအဲ့ဒီလူရဲ့ခန္ဓာကိုယ်တွင်ကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ရုပ်ပြောင်းနံခွာပညာရဲ့မှာအလွင့်ကိုအစင်းမြင့်တော့ ပညာရဖြစ်ပါလေ။ရုပ်ပြောင်းနံခွာတက်ကိုတက်မြောက်ကျွမ်းကျင်တဲ့ဆရာကြီးတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ခန့်ကပေါ်ပေါက်ခဲ့ပူပါလေ။ထို့သူမှကာဝါလမိုင်းဆရာကြီးပဲဖြစ်ပါလေ။ဒီဇလမောင်ဉာဏ်ဖြစ်ပေါ်လာဝန်တမိုင်းကြောင့်နဲ့ဆက်ဆက်လို့နေပါလေ။ထို့ဆရာကြီးမောင်ကောင်းကင်နက်ခတ်တက်ပညာကိုတဖက်ကန်းခတ်အောင်ကျွမ်းကျင်တက်မြောက်တဲ့ရည်သေးကြီးတစ်ပါးဖြစ်ပါလေ။အဲ့ဒီရည်သေးကြီးရဲ့နာမည်မှာ မဏိညာနာယတိဖြစ်တယ်မဏိညာနာယတိကိုစဖတ်သူမြောင်းဒီချင်မာတိမာဖြစ်တော်လေကာဝါလမိုင်းဆရာကြီးလို့ဆိုရင်တော့စဖတ်သူမြောင်းအတော်များများတိဘူးကြဖို့ကြပေးလိမ့်မယ်အထုသဖြင့်တရားမင်းကိုဘေးတွင်ဟောသူဖြစ်တိကြပေးလိမ့်မယ်မဏိညာနာယတိကြီးကလောကီဝိဇာပညာရဲ့အမျိုးမျိုးတက်မြောက်ပြီးလောကီဇန်တကူနဲ့ကောင်းကင်ကိုပြန်နိုင်သူတို့ဖြစ်ပါလိမ့်တိဋ္ဌိမျိုးမျိုးပေါင်းမြောက်အောင်မြင်သူဖြစ်ပြီး ရုပ်ပြောင်းနံခွာပညာရဲ့ကိုကျွမ်းကျင်စွာတက်မြောက်သူဖြစ်သည်။ဒီနေ့မှာတော့ရသေးကြီးကကောင်းကင်ရမောင်ဇန်ဘိညာတကုန်းနဲ့ကျွမ်းနေခြင်းမောင်၎င်းရဲ့အာယုသမိုင်းလို့ခေါ်သောအသက်ဘလောက်နေရမှာကိုကြည့်လိုက်တဲ့အခါဒီနေ့ညနေမှာဇီဝင်ကြွေရတော့မှာကိုသိလျက်ရပါတယ်။သူကအာယုသက်တမ်းကိုကြာရှည်စွာနေလို့တဖြင့်ယနေ့ညနေမှာဘယ်သူသိဆုံးမလဲလို့ကြည့်လိုက်တဲ့အခါကာဝါလမိုင်းလို့ခေါ်သောအမျိုးသားတို့က ငွေစိုးကြိုက်ခဲလို့တီမာကိုတည်လျရပါလိမ့်အဲ့ဒီညနေပိုင်းမှာကာဝါလမိုင်းနဲ့လက်ကောင်ရဲ့ဇနီးတဲ့လမ်းလျှောက်လာစဉ်ငွေစိုးကြိုက်ခံရပြီးတော့တတိလက်သွားခဲ့တယ်လက်ကောင်ရဲ့ဇနီးတဲ့ကပဝန်းကျင်မှာရှိတဲ့လူအများကိုအဟုတ်ပြီးအကူညီတောင်းခဲ့ရောင်းရေတိကြီးကစေးစီအဖြစ်ဟန်ဆောင်လို့ကုသပေးခဲ့တယ်တို့တော့ကာဝါလမိုင်းကမကြမီဇီဝင်ချုပ်တော်မှာကိုတည်တဲ့ဖြင့်၎င်းနဲ့မနီမွေးမှရှိတဲ့ချုံပုတ်တွင်မှစောင့်ဆိုင်နေခဲ့တယ်ကာဝါလမိုင်း စီဝင်ချုပ်တာနဲ့တပြိုင်နက်ရေတိကြီးကသူ့ရဲ့ဝိညာဉ်ကိုခန္ဓာကိုယ်ကခွာပြီးတော့ကာဝလမိုင်းရဲ့ခန္ဓာကိုယ်တွင်းကိုရုပ်ပြောင်းနှံခွာနီးပညာနဲ့ဝင်ရောက်လိုက်ပါတယ်ရေတိကြီးရဲ့စိတ်ဝိညာဉ်နဲ့အသက်ရှင်နေတော့ကာဝလမိုင်းကအဲ့ဒီမျိုးသမီးနဲ့ဆက်လက်ပေါင်းတင်နေထိုင်ခဲ့တယ်လက်ကောင်းကရတိဘဝမှာတုန်းကဘေးဒင်ပညာကိုတပတ်ကန်းခတ်အောင်တမျောသူဖြစ်တဲ့လျောက်ကာဝလမိုင်းဘေးဒင်ဆရာကြီးဖြစ်နေအတ္တမူဝံကြောင့်ပြုခဲ့ပါတယ် ဆရာကြီးရဲ့ဂုဏ်သတင်းကကြော်စောခြင်းကြောင့်တရားမင်းကိုယ်တိုင်လူပြည်ကိုဆင်းလို့ဗေဒင်မေးရမှာအလွန့်ကုန်မှန်ကန်သဖြင့်ချီးမွမ်းပြီးတာဝရိန္ဒာနတ်ပြည်ကိုပြန်သွားခဲ့ပါတယ်။နတ်ပြည်ကိုရောက်ပြီးတော့မကြမီမှာအာဒီပြမမင်းနဲ့မိခွန်းတစ်ခုကိုဖြည့်ဆို့ရမှာအဖြစ်ချင်းကွဲလွန်နေသဖြင့်ဆရာကြီးထံကိုရောက်လာပြီးအနိုင်ရှုံးမေးမြန်းခဲ့ပါတယ်။ရှုံးသူရဲ့ဦးခေါင်းကိုဖျက်ရမယ်လို့နှစ်ဦးသဘောတူညီချက်နဲ့ဆရာကြီးထံကိုရောက်လာရောင်းတရားမင်းကအနိုင်ရသဖြင့် ပြမကြီးအာဒီရဲ့ဥကောင်းကိုဖျက်လိုက်ပါတယ်။အဲ့ဒီပြမကြီးရဲ့ဥကောင်းမှာရေတဲကိုချပါကရေမြ၆ခန်းသွားလိမ့်မယ်။ရေပြင်းမော်ကိုချပါကမိဟုံးတောက်လောင်လို့ကဘာမြေကြီးပျက်စီးလိမ့်မယ်လို့ဆိုတဲ့ဖြင့်ပြမကြီးရဲ့ဥကောင်းကိုနတ်သမီး9ယောက်အလဲကြကင်ခဲ့ကြရပါတယ်။ဒီလိုနဲ့နတ်သမီးများကပြမမင်းရဲ့ဥကောင်းကိုကင်ထားရင်းနဲ့တနေ့ပြည့်တဲ့ချိန်မှာတလဲစီပြောင်းပြီးတော့ကင်ကြရတယ်။အေးကဲတော့တလဲစီပြောင်းလို့ကင်ခြင်းဒီဟုတော့တနေ့ဆိုတဲ့အချိန်ခါကို ရှိမြန်မာများကအတာတကြံတော့မဟုတ်နှစ်တကူကို ပြောင်းခြင်းလို့မှတ်ယူခဲ့ပါသည်ဒီဇလန်ကအစပြုလို့တကြံပွဲတော်ကြီးပေါ်ပေါခဲ့ပါသည်တင်ညာပွဲတော်ကြီးဖြစ်ပေါ်လာပုံနဲ့အတူရှိဘဝေသနီကလေးကရှိမြန်မာများကထူဆန်တဲ့ရုပ်ပြောင်းနံခွာတက်ပညာကိုတက်မြောက်ခဲ့ကြောင်းသိရှိခဲ့ရပါသည်ရခိုခင်မလေးဤကဲ့သို့သော ဖြစ်ရတဲ့တတထဲကြာနေခဲ့သောရုပ်ပြောင်းနံခွာပညာရှင်တို့က လွန်ခဲ့သောနှစ်ပေါင်း90ကျော်ကပေါ်ပေါက်ခဲ့မှုတွေထို့သို့သောအကြောင်းနဲ့ထူးထူးခြားခြားတိုက်ဆိုင်မှုမှာမောင်းပါချမ်းပဲဖြစ်ပါတယ်ဇလန်းရဲ့အဆောက်ကို ဖော်ပြမယ်ဆိုရင်တော့စေးစရာကြီးဥမြတာကိုအဆပြုပြီးတော့ဖော်ပြရပါလိမ့်မယ်ညောင်ကန်ရွာမှာစေးစရာဥမြတာနေထိုင်ခဲ့ဒီမှာနှစ်ပေါင်း40ကျော်ရှိပါပြီစေးစရာကြီးဥမြတာရဲ့မိဘနှစ်ပါးမှာတောင်သူလေလုတ်ဓမ္မခုတ်ဘွားနဲ့ညောင်ကန်ရွာကို ပြောင်းလာတဲ့အချိန်မှာမောင်မြတ်တာမှာခုနှစ်နှစ်သားလေးဖြစ်ပါတယ်။မောင်မြတ်တာကိုညောင်ငယ်ရွာပြောင်းဖွံ့တော်ကြီးကျောင်း၌စပေးတင်ကြားစေခဲ့တယ်။သူကကိုရင်ကနေဦးစင်းထိအဲ့ဒီကျောင်းမှာပဲပညာသင်ကြားခဲ့ပါတယ်။ထိုကျောင်းမှာရှိတဲ့ကျောင်းနိုင်ဖွံ့တော်ကြီးမှာ စေပညာကိုကောင်းစွာတက်မြောက်သဖြင့်ရွာထဲမှာရှိတဲ့ရွာသူရွာသားများကိုမြတ်တာစေတနာထားပြီးစေကုပေးခဲ့တယ်။ဦးစင်းမောင်မြတ်တာကကျောင်းတိုင်းဆရာတော်ရဲ့တပည့်ရင်းပြီးပြီး ဆရာတော်ပေးတဲ့စေမုံများကိုအချိုးစားတိုင်းစေဆက်ရပါတယ်။စေကိုတဲ့ခါတိုင်းလူနာကိုစေပေးရသဖြင့်ဦးစင်မောင်များတောင်မှစေပညာကိုမတင်ရဘဲနဲ့တက်မြောက်နေကြရပြီ။မကြမီဦးစင်ဘဝမှာလူဝဲလဲလိုက်ပါတယ်။ဆရာတော်နဲ့မောင်များသားတို့နှစ်ဦးကတလားတခါတောင်ပေါ်ကိုတက်လို့စေပင်များကိုခုပြီး အချောက်ခန်းချင်းစေထောင်းချင်းများကို မောင်များသားကပြုလုပ်ပေးရတယ်။ထို့ပြင်ဆရာတော်က ဘေဒီပညာကိုလည်းဝါဒနာပါသဖြင့်ကောင်းကင်နက်ခတ်ကိုလေ့လာရမှာအလွန့်ကိုကြွန့်ကျင်နေတနေ့မှတော့ဆရာတော်ကမောင်မြတာကိုခေါ်လို့မောင်မြတာစေထောင်းဖို့ကိုပဲလုံမနေနဲ့ဩနက်ခတ်ပညာကိုလည်းသင်ကြောင်းဓမ္မစေကူတဲ့အခါအထောက်ကိုဖြစ်မှာမမဖေရတပည့်တော်ကိုနက်ခတ်ပညာသင်ပေးပါဖေရကိုင်းကိုင်းဒါဆိုရင်လည်းလာခဲ့အခုသင်ပေးမယ်ဆရာတော်က ကောင်းကင်နတ်ခတ်ရဲ့အခြေခံဖြစ်သောနတ်ခတ်29လုံးကစလို့တင်ကြပေးခဲ့ပါတယ်။တနောက်နတ်ခတ်နဲ့ရာသီမြေတုံမီပုံဆက်ဆက်နေတဲ့အကြောင်းများကိုလည်းကောင်းအဝင်နတ်ခတ်အထွတ်နတ်ခတ်စာတို့ကိုဆက်လက်ပြီးအခြေခံမှအစနတ်ခတ်ပညာရည်များကိုတင်ကြခဲ့ပါတယ်။ဆရာတို့ကနတ်ခတ်ပညာကိုတင်ကြပေးရင်လည်းလာသမျှသောလူနာများကိုလည်းလက်ခံပြီးကုသပေးခဲ့တယ်။တုတ်ကဲ့သို့စေကုသနေစဉ်ထိုးရွာမှရှိတဲ့တကြီးဦးစံပေါ်မှာ လေးဖြတ်သွားသဖြင့်၎င်းရဲ့နေအိမ်ကိုသွားရောက်ပြီးတော့ကုသပေးခဲ့ရပါတယ်။လေးဖြတ်သွားတဲ့လူနာကိုဆရာတော်ကစေတိုက်ကြွေးပြီးမောင်မြတ်သားကလင်းစင်မြောက်ကို လူပေးပြီးနှိမ့်နေပေးရတယ်။တိုးစင်မောင်တကြီးသမီးပန်းတို့ကသူမရဲ့ဖခင်ချင်းတွေကိုသိလို့သဖြင့်ပုံပုံဖေရတပည့်တော်ရဲ့အဖေယောဂကပျောက်ရောပျောက်ပါမလားဖေရ။အေးဒီယောဂကပျောက်တော့ပျောက်ပါလေ။ဒါပေမဲ့ကြာတယ်ကွ။ ဆက်ရှိလက်ရှိနဲ့တည်တည်ချာချာကုသပေးမယ်ဆိုရင် ပြန်ကောင်းလာနိုင်ပါတယ်လူနာကလည်းအရာတွေလှည့်မနေပဲတက်တက်ကြွကြွလှုပ်ရှားရမယ်အဲဒါကိုဒကာမလေးကဝိုင်းဝန်းကူညီပြီးလှုပ်ရှားအောင်ပြုလုပ်ပေးရမယ်တင်ပါဗျာအဖေကောင်းမယ်ဆိုရင် တပည့်တော်မတည်တည်ချာချာပြုစုပါမယ်ဗျာအေးကောင်းတာပေါ့ကွယ်လူနာကိုစေလင်းစေတော့ဖို့ကိုမောင်မြတ်သားကညနေတိုင်းလာကြည့်ပေးလိမ့်မယ်ပုံကြီးကတော့ သုံးလေးရက်တခါလာကြည့်ပါမယ်တင်ပါဖေ။ဘုန်းကြီးနဲ့မောင်မြတ်ကတကြည်ဦးဆံဘောကိုစေကူပြီးတဲ့နောက်ကျောင်းကိုပြန်လာပြီးကျောင်းကိုရောက်လာတော့လူနာများကို စေကူတာပေးခဲ့တယ်။မောင်မြတ်ကမှတော့နေစဉ်ညနေတိုင်းစေလွယ်ကိုလွှဲပြီးတကြည်အိမ်ကိုရောက်လာခဲ့တယ်။တကြည်ကိုစေးတိုက်ပြီးတဲ့နောက်တကလုံးကိုစေလွှဲပြီးအကျော်ဖွင့်ပေးခဲ့တယ်။တနောက်ဇပကြီးမွေးရဲ့သဲချင်းနဲ့ရှာကိုဆွဲပြီးအောင်စကားပြောနိုင်လာခဲ့ပါတယ်။ဆရာတော်ရဲ့ အစွမ်းထက်တဲ့စေးများနဲ့ကုသခဲ့ရာတလတွင်လမ်းလျှောက်နိုင်လာတဲ့အချိန်အချိန်လေးကတိုးတက်လာခဲ့တယ်။ဤကဲ့သို့တကြီးဥစံဘောတယောက်ကောင်းစွာစကားပြောနိုင်ပြီးလမ်းလျှောက်လာနိုင်တဲ့အတွက်တကြီးကတော့ပါဝင်တကြီးမိသားစုကဝမ်းမြောက်ဝမ်းသာဖြစ်ပြီးဆရာတော်နဲ့မောင်မြတ်တော်ကိုလွန်းဆော့မှကျေးဇူးတင်ခဲ့ကြပါတယ်။တကြီးကလမ်းလျှောက်နိုင်နေဆိုတော့လေကောင်းစွာမလျှောက်နိုင်သေးတဲ့ဖြင့်ဘန်းနုကတစ်ဖက်မောင်မြတ်တော်ကတစ်ဖက်တွေ့ပြီးလမ်းလျှောက် လေ့ကျင့်ပေးခဲ့ကြရပါတယ်။ထို့ကဲ့သို့တက်လာကြောကြောတွင် ပန်းနုနှင့်လက်ပွင့်တည်းနေရတဲ့အတွက် မောင်မြတ်သားမောင်ပန်းနုဘော်ကိုချစ်စိတ်သက်ဝင်လာခဲ့တယ်။ညနေဆောင်ပြီဆိုရင်ပန်းနုရဲ့အိမ်ကိုသွားရန်အတွက်မောင်မြတ်သားမောင်ချစ်လန်းတဲ့ပြင်ပြင်ဖြစ်နေတဲ့ကဲ့သို့အကြောင်းကြောင့်ကြောင့်မောင်မြတ်သားနောက်ကျနေပြီဆိုရင်ပန်းနုမောင်ရင်းတဖိုးဖိုးနဲ့စောင့်စားနေခဲ့ရတယ်။အိုဂျင်ထောက်အိုဂျင်တီဆိုတဲ့ကဲ့သို့ပန်းနဲ့လက်ပြားတို့ရဲ့တဘာဝတိုင်း မောင်မြတ်သားနဲ့ပန်းနုမောင်ချစ်သူများဖြစ်သွားခဲ့ပါတယ်။ပန်းနုကလည်းနာမည်နဲ့လည်းအောင်ပါနဖက်မောင်ပန်းနုရောင်တန်းနေပြီးဖြူဝင်းတော့အသားရရှိတယ်။သူမကတရော်မှာတရောက်လို့စူရလောက်အောင်လှပချုံပေါ်လာပါတယ်။မောင်မြတ်သားမောင်အသားနေငယ်ညိုတော့လေအရက်ထောင်းထောင်းမောင်းမောင်းနဲ့ယောက်ျားပိသားသူ ဖြစ်တယ်။သူကပန်းနုကိုမမြင်ရရင်မနေနိုင်အောင်ချစ်နေမိတယ်။ပန်းနုရဲ့အကိုတော့လေ ပန်းတို့ကိုမမြင်ရရင်မနေနိုင်အောင်ကိုချစ်နေမိပြီကွအင်းမပန်းတို့လည်းဒီလိုပါပဲအကိုရဲ့အကိုနောက်ကျနေရင်လေလေတိုင်းတမောမောနဲ့စောင့်ရင်းနဲ့အကိုဘာဖြစ်နေပါလဲဆိုပြီးစိုးရင်ရတာအမောပါပဲအကိုရဲ့အမ်တကြီးရဲ့ယောဂအချင်းတွေကလည်းထထော့ကိုကောင်းလာပြီဒါကြောင့်နောက်ဆိုရင်အကိုလာလို့ရတော့မှာမဟုတ်ဘူးအဲဒီတော့ပန်းတို့နဲ့လည်းမတွေ့ရတော့ဘူးအကိုပြောတာလည်းဟုတ်ပါတယ်ပန်းတို့လည်းအဲ့လိုပဲတွေးမိပါတယ်အကိုနဲ့ ဘယ်လိုခွဲနေရမှန်းတော့မသိတော့ဘူးအကိုရဲ့အကျဉ်းတော့ကွာဖုံဖုံနဲ့တကြီးကိုဖွင့်ပြောပြီးအကိုတို့တိုးတိမ်ထူထောင်ကြရင်မကောင်းဘူးလားအဲ့ဒီအစီအစဉ်ကတော့တိတ်ကိုကောင်းတော့ဘူးအကိုရဲ့ဒါပေမဲ့ဘာဒါပေမဲ့လေပြောပါဦးဘန်နူရပန်နူနဲ့ဆွဲတော်ရွာကတကြီးသားတိမ်းဆောင်နဲ့မနစ်ကပဲလူကြီးချင်းစကားပြောပြီးစိတ်ဆက်ထားတာဆိုတော့အဖေကအကိုနဲ့ဘလို့လို့သဘောတူပါမလို့အခုတော့အဖေနေမကောင်းလို့ လက်တက်ဖို့ရွှေ့ထားတာဟာဘလို့မောင်မြတ်သားရဲ့ခေါင်းကိုတစုံတစ်ခုနဲ့ထုနှက်တဲ့လောင်းလွှတ်ဆောင်မှနာကျင်သွားခဲ့တယ်။ဒါဆိုဒီကောင်နဲ့စိတ်ဆက်ထားတာဖြစ်ရင်ရောမညာဘူးလားဘန်နူရ။စိတ်ဆက်တာဖြစ်တယ်ဆိုတော့သူ့မှာပြည့်ရှိမှဖြစ်တာ။သူ့မှာဘာပြည့်မှမရှိပဲဘလို့လို့ပြီးစိတ်ဆက်တာဖြစ်လို့ရမလဲကိုရဲ့။ဒါဆိုတစ်ခုပဲရှိတော့တာပေါ့။ဟင်ပါလဲကို။ဘန်နူကအကူခိုးရနောက်ကို လိုက်ခဲ့ပြီးတော့ကွာအမ်အဖေလည်းလုံးလုံးနေကောင်းသေးတာမဟုတ်ဘူးဘယ်လိုလုပ်ရမလို့အချင်းကြာကြီးဆွဲလို့မဖြစ်ဘူးနော်တော်ကြဟိုကောင်ကလက်ဦးသွားရင်အခုရင်ကွဲရမှာကွာဒါဆိုဒီလိုလုပ်ပါလားအဖေရဲ့အချင်းတွေကိုစောင့်ကြည့်ပြီးအစဉ်ပြေမဲ့အချင်းကိုပန်းတို့အကြောင်းကြားလိုက်မယ်လေဟမ်ဒါဆိုရင်ပန်းတို့ကအခုရဲ့ခိုးရနောက်ကိုလိုက်မယ်ပေါ့ဟုတ်လားအင်းပေါ့လို့အခုနဲ့နေဖို့ရဒီလိုပဲလုပ်ရမှာလေ ဟာဝမ်းသာလိုက်တာပန်းတို့ရာအချစ်ကြီးတို့မောင်မြတ်သားလဲချစ်သူကခိုးဝါနောက်ကိုလိုက်မယ်လို့ဆိုတဲ့ဖြင့်လွန်းစောမဝမ်းသာအားရဖြစ်သွားပြီးကြောင်းကိုပြန်လာခဲ့ပါတယ်နောက်ပိုင်းမှာတကြီးမှာကျမ်းမာလာပြီးဖြစ်လို့မောင်မြတ်သားမှာပန်းတို့ရဲ့အိမ်ကိုမတော်ရတော့ပါရတဲ့ဘက်ခန့်ကြားတဲ့အခါမှာတော့ဆွေတော်ရောင်းမတကြီးတောင်မောင်သိန်းဆောင်ရောက်လာပြီးတကြီးနေမကောင်းလို့လာမေးကြောင်းအကြောင်းပြပြီးတော့နောက်ထပ်တလခန့်အကြံမောင်းပန်းတို့နဲ့ မင်္ဂလာပွဲကျင်းပလို့တဲ့အကြောင်းကိုလာပြောခဲ့တယ်။တကြီးဦးဆံပေါ်ကလည်းနိုင်ကိုကလေးကပဲလူကြီးချင်းသဘောတူထားပြီးတော့စေစားထားတဲ့အတွက်အလွယ်တကူပဲသဘောတူလိုက်တယ်။အဲ့ဒီစကားကိုကြားတဲ့အခါမှာရင်နာရသူမှ ပန်းတူပဲဖြစ်ပါတယ်။ဒုက္ခပဲနောက်လာတယ်မှာငောင်နဲ့သိမ့်ဆောင်မင်္ဂလာဆောင်ရတော့မှမဖြစ်ဘူး။ဒါဆိုရင်ငောင်နဲ့ကိုနဲ့ဝေးရတော့မှဒီတော့အကိုကိုလာခုခန်းရတော့မှ ပန်နုကဒီအကြောင်းကိုကြားတဲ့ခါမောင်းလွန်ဆောင်မှစိတ်လှုပ်ရှားပြီးမောင်မြတ်တော်ကိုပြည့်ရန်အတွက်စာမြန်ရေးလိုက်တယ်။တို့အကိုမြတ်တော်နောက်လာတဲ့မှာသူနဲ့ပြေးစားတော့မှာဒီလောက်ဝညတကောင်ရန်ချိန်မှာကျမကိုလာခိုးလဲပါ ပန်းနုသူစားကိုရေးပြီးတဲ့နောက်သူမရဲ့အင်ကိုဆွန့်ခံကြွားတော့ကိုရင်လေးနဲ့အတူလိုက်လာတဲ့ကျောင်းသားလေးကိုကိုမြတ်တော်ကိုပြည့်ရန်အတွက်ပြောဆိုလို့စာပေးလိုက်တယ်။ ကျောင်းသားလေးကလည်းသူ့ရဲ့အင်ဂျင်အေးထဲကိုစားထည့်ပြီးယူဆောင်သွားစဉ်လမ်းမအရောက်မှာလက်ကြီးသားဒိန်းဆောင်ရဲ့တငယ်ချင်းများကမောင်ကျောင်းသားလေးရဲ့အေးထဲမှာစားရွက်ခေါက်ကိုလှမ်းပြီးတော့တွေ့ရတဲ့ဖြင့်မတင်ငါလို့ယူဖတ်ကြည့်အောင်လောက်ွယ်ညမှာမောင်မြတ်သားနဲ့ပန်းတို့တို့ခိုးမဲ့စီစဉ်ကိုတည်သွားခဲ့ပါလိမ့်လူကချက်ချင်းပဲဒိန်းဆောင်ကိုတော်ပြောခဲ့တယ်အဲဒီကဒိန်းဆောင်ကလည်းအစီအစဉ်များပြုလုပ်ပြီးအတင်ဆောင်နေခဲ့ပါလိမ့်ဒီလိုနဲ့လောက်ွယ်ညတကောင်းရန်ချင်းမှာ မောင်မြတ်သားကဘန်းတူကိုခုတ်ပြီးလှေစိတ်ကိုပြင်းမောင်းနောက်ရောက်ခံပြီးလိုက်လာတော့သိန်းဆောင်တဲ့ပေါင်းသင်းမြတ်ကဝင်းရံပြီးတော့ခဲ့တယ်။ဟိုက်ကောင်ဖုန်ကြီးကြောင်းသားငါနဲ့လက်ထမဲ့ဘန်းတူကိုလာပြီးတော့ခိုးရတယ်ပေါ့ဟဲ့လားဟမ်ဒီကောင်ကိုကောင်းကောင်းဆုံးမလိုက်စမ်းကွာတကြည်သားသိန်းဆောင်ကသူ့ရဲ့လက်အောင်ငယ်သားမြတ်ကိုဤကဲ့သို့ပြောလိုက်အောင်ထိုလူမြတ်ကပွိုင်းပြီးတော့ရိုက်သည်ဖြင့်မောင်မြတ်တမောင်အင်အားမမြတော့လေခုခံကာကွယ်နေကြရတယ်ထိုချိန်မှာသိန်းဆောင်က ငါယူမဲမိမကိုရာရာဆဆလာခိုးရတဲ့ကောင်ကိုအသက်ရှင်မထားနဲ့ကွာလေသက်ရှင်နေတဲ့ဘေးငါတို့အိမ်တော်ကြီးမှာစူးညောက်ခလုတ်ဖြစ်မှာရှင်းပလိုက်ဆန်ကွာရော့တာဒိန်းဆောင်ကပြောပြောဆိုဆိုနဲ့ငှက်ကြီးတောင်တာကိုပြစ်ပေးလိုက်အောင်သူရဲ့တပည့်ကဓာတ်ကိုဖမ်းယူပြီး မောင်မြတ်တာကိုတအားကုန်ထုတ်လိုက်တယ်ထို့ကြောင့်မောင်မောင်မြတ်တာရဲ့ရှေ့ကိုအပြေးသွားပြီးအစားဝင်ခန့်နဲ့ပန်းနုရဲ့ရင်းညွန့်ကိုထုတ်မိသွားပြီးပန်းနုခမရလဲကြသွားကြရတယ် ။ဟာဟဲ့ရောင်နေပန်းတို့ကိုထုံးမိသွားပြီ။တကြီးတီးရန်ဖန်းခါတော့မောကပြေပြေပြေဟဲ့ရောင်နေပြေ။ဒိန်းဆောင်တို့အစကြောက်လန့်ပြီးထွက်ပြေးသွားခဲ့တယ်။မောင်မြတ်တောင်မောင်တကောလုံးအရိုက်ခံထားတဲ့ပြင်လွင်ဆောင်ပါနာကျင်နေတဲ့ကြားကနေလူလဲထားပြီးပန်းတို့ရဲ့နှီးကိုသွားပြီးပွေထားလိုက်တယ်။ပန်းတို့ပန်းတို့ဘာမှမစိုးရင်နဲ့နော်။အကိုကုပေးမယ်နော်ဟုတ်လား။အကိုပန်းတို့ကြောင့်ပန်းတို့သိပါတယ်။ပန်းတို့လူပြီးမှ မနေရတော့ဘူးအော်မချော်ပါနဲ့ဘန်းတို့ရအကိုဒီဘဝမှာပေါ်မှာမဟုတ်တော့ဘူးဒါပေမဲ့ဘယ်ဘဝရောက်ရောက်အကိုနဲ့ဘန်းတို့ပေါင်းပေးရအကိုရဲ့ကောင်းပါပြီအကိုဂရီပေးပါလေကွာအဲ့လိုပြောပြီးတော့မကြမီဇက်ကျိုးကြပြီးနေဆုံးသွားကြရပါတယ်ဘန်းတို့ဘန်းတို့ရဲ့အကိုရဲ့အသက်တစားစီကျွေးကုန်ပါပြီဘန်းတို့ရာမောင်မြတ်တမောင် ဘန်းသူရဲ့လောင်းကိုဖက်ပြီးတဲတန်စွာငိုကြွေးခဲ့တယ်။မကြမီရွာသူရွာသားများရောက်လာပြီးတော့တိန်ဆောင်တို့အုပ်စုကိုလိုက်ဖျက်အောင်ကြာတွင်းချင်းပဲမိသွားခဲ့ပါတယ်။လူတို့အုပ်စုမှာလူသက်မှုနဲ့အသည်သည်ထောင်ချသွားခဲ့တယ်။တော်တော်နှောင်းတမြင့်မြင့်နဲ့အလွန်းတို့နဲ့ကြင်ရင်ခရရသူမှာမောင်မြတ်တာပဲဖြစ်ပါတယ်။ဆရာတော်ကလည်းဒီကြောင်းကိုသိရှိသွားတဲ့ဖြင့်အမျိုးမျိုးဖြောင်းပြပြီးမောင်မြတ်သာတွားလေသူအတွက်တလောက်တောင်စိတ်မှခံစားမနေပါနဲ့ကွာ မင်းကိုစိတ်ပြေလက်ပြောက်ဖြစ်အောင်နံလွတ်တဲ့ပညာကိုသင်ပေးမယ်ပြီးရင်ရုပ်ပြောင်းနံခွာပညာကိုလည်းသင်ပေးမယ်ကျမဖေအောင်တပည့်တော်လည်းအတပညာတစ်ခုခုကိုစိတ်ဝင်စားနေရင်စိတ်ထဲမှာခံစားရတာတွေတတ်တာသွားမှာပါဖေအောင်မောင်မြတ်တာကဆရာတော်သင်ကြားပေးတဲ့နံလွင်ချင်းပညာကိုကောင်းစွာလေ့ကျင့်ကြရအောင်ဒီနေ့ကြောခံအကြံပေါင်းမိမိထံမှနံထွက်ခွာတဲ့စင်ကိုရောက်အောင်လို့ကြင့်ကြံအားထုတ်နိုင်ခဲ့တယ်သူက နန်လွင်ချင်းတက်ပညာနဲ့ညခံပေါင်းခန္ဓာကိုယ်ကနန်ကိုထွက်ခွာစေပြီးတော့မြရနှံပြားကိုရှောက်ကြည့်ခဲ့ပါလေသူတွေ့ချင်းဒီမှာဘန်းနုရဲ့ဝိညာဉ်ပဲဖြစ်တယ်နန်လွင်ချင်းကစိတ်တိုင်းပဲသွားလို့ရကိုသွားနိုင်ပါလေသူရဲ့နန်ကိုလွင့်ပြီးပင်တဲ့သမုဒ္ဒရာများကိုလည်းဖြတ်ကျော်ခဲ့တယ်တောင်ဆွေတောင်နှမ်းများစီကိုလည်းသူရောက်ခဲ့တယ်ညခါဖြစ်တဲ့တည်းအစာရှာဖွေနေကြတော့တရေတစီဖို့ပိတာမျိုးမျိုးကိုတူတွေ့ခဲ့ပါတယ်အဲ့ဒီခါအဲ့ဒီပိတာပုံပေါင်း ပန်းသူများရောက်နေသလားလို့တွေးတော်မိတယ်။သူတို့ရဲ့ရုပ်ရည်မောင်ရုပ်ချမ်းကြီးဖြစ်တာကြောင့်တွေ့ရင်တော့မှတ်မိရန်မလွယ်ကူပါ။နန်းလွင်ချင်းတက်ကိုကောင်းစွာတက်မြောက်တဲ့အခါမှာရုပ်ပြောင်းနန်းခွားပညာကိုဆက်လက်ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ထိုပညာရဲ့မှာလွင်စောပေါက်ခက်ခဲနေနေလာသဖြင့်ဒီပညာကိုရရှိရန်နှစ်ပေါင်း20ခန့်ကြာခဲ့လေပြီ။တစ်ဖက်မှာလည်းဆေးစရာအလုံးနဲ့ဈေးကူတာပြီးညစဉ်ညတိုင်းကျင့်ကြံရတဲ့အတွက်တလောက်ထိကြာမြင့်ခြင်းဖြစ်ပါတယ်။ ။တနေ့မှာတော့ဒီရွာနဲ့အလွင်ကိုကွာဝေးတဲ့ရွာတရွာမှာကုံတဲတူကဒီရွာကိုကုံရောင်းကုံဝဲကိစ္စနဲ့ရောက်ရှိလာခဲ့တယ်။အဲဒီကုံတဲမှာငါပြရောကပြန်ထလာတဲ့ဖြင့်ဆရာကြီးဦးမြတ်သာထံကို စေကုသရန်ရောက်ရှိလာခဲ့တယ်။ဆရာကြီးဦးမြတ်သာကငါပြရောကကိုကုသပေးအောင်တုံ့ရကြမောင်းရောကတက်တာလာခဲ့တယ်။ဒီလိုနဲ့စကားဆမီးပြောရင်လည်းဆရာကြီးဒီရွာကညောင်ကန်ရွာဟုတ်တယ်မလား?ဟုတ်ပါတယ်။ဘာလို့တော့ ဆရာကြီးရဲ့နာမည်ကဥမြတ်တာမလားအေးဟုတ်တယ်လေတိုက်ဆိုင်နာလာတော့မသိဘူးကျွန်တော်ပြောเสียရှိတယ်ဗျပြောပါပြောပါကျွန်တော်တို့ရွှေလေးရွာကမန်ဝဲကြီးဆိုတဲ့ကောင်မလေးကလူဝင်စားတဲ့သူအရင်ကညောင်ငယ်ရွာမှာ နေတာတဲ့သူရဲ့ခြေသူကစေးเสียကိုမြတ်တာတဲ့ဟေးဟုတ်လားအဲ့ဒီကောင်မလေးရဲ့အတိတ်ဘဝကနာမည်ကဘာတဲ့တုန်းကွာအဲ့ဒါတော့မသိဘူးအဲ့ဒီရွာမှာ ဓာတုခံရလို့သူတည်ဆုံးသွားတာတဲ့အခုဘဝထီတော့သူ့ရဲ့ရင်ဘက်မှာအမရွေလိုမျိုးပါလာတယ်ဗျဟင်မောင်ရင်တကယ်ပြောတာလားဟုတ်ကျွန်တော်တကယ်ပြောတာပါဒါဆိုရင်အဲ့ဒီဘက်ကိုဆရာကိုလိုက်ပို့ပေးပါလားအဝေးကြီးပဲဆရာကြီးရဲ့ဘလောက်ဝေးဝေးဆရာကြီးမင်းတို့ကလမ်းစီခံမမယ်ကွာလမ်းစီလောက်တော့ကျွန်တော်ခံမမယ်ဗျာတလောက်သွားခြင်းနေရင်ကျွန်တော်လိုက်ပို့ပေးပါမယ်အဲ့လိုပြောဆိုပြီး ငှက်ဖြာယောဂပြောက်ကင်းရန်တပတ်ခန့်စေကုပြီးတဲ့နောက်ဆရာကြီးနဲ့တူရွှေလေးရွာကိုတွားခဲ့ကြပါတယ်။ထို့နောက်မန်းနွေကြီးတို့ရဲ့အင်ကိုသွားရောက်မန်းနွေကြီးနဲ့အခန့်တင်ပဲတွေ့လေရပါတယ်။မန်းနွေကြီးကဆရာကြီးကိုတွေ့တဲ့ခါမှာတွေ့ဝေးစွာစိုက်ကြည့်ပြီးတော့ဥလိကဥမြတာမော်လားထုတ်ခဲ့တော့မေးလိုက်ပါတယ်။အဲဒီခါဥမြတာကမင်းကလေးကဥလိကိုဘယ်တုန်းကသိနေတာတော့ဒီလိုပါပဲရှင်။ ကျွန်မကဟိုးရင်ဘွားကပန်းနုပါလူဝင်စားဖြစ်ပြီးဒီเจ้าတွေကိုသိနေတာပါဒါကြောင့်ဦးလီကိုမြင်ုံနဲ့ဦးမြသာပဲလို့စိတ်ထဲကသိနေလို့ပါဦးလီကတကယ်ပဲဦးမြသာပဲလားဟုတ်ပါတယ်ပန်းနုရေဦးလီကဟိုးရင်ဘွားကမင်းရဲ့ချစ်တို့မောင်မြတာပါဖြစ်မှာဖြစ်ရလေမယုံနိုင်စရာပဲကိုမြတာရေဦးလီလည်းမယုံနိုင်လို့ဒီတငယ်ပြောတာဟုတ်မဟုတ်လာကြည့်တာပါ အဲ့လိုပြောနေစမောင်အိမ်မကိုလူတယောက်တက်လာရောင်းမန်းွယ်ကြီးကဦးလေးအဲ့ဒါကျမယောက်ျားကိုပါချမ်းမှာဩဒူမာလေးကအိမ်အောင်အောင်ကြနေပြီကိုဦးမြတ်သားမမန်းွယ်ကြီးအိမ်အောင်ရှိမှန်းတီးသွားတဲ့အခါမှာတော့လွန်းစောမစိတ်မကောင်းဖြစ်သွားခဲ့ရတယ်အဲ့ဒီကောင်မောင်ပါချမ်းကမန်းွယ်ကြီးရဲ့ဦးလေးလိုထင်မှတ်ပြီးဩဦးလေးကဘာလုပ်တယ်လုပ်ကင်တာတော့ဦးမြတ်ဦးလေးကနေလက်ပြီးတော့ ပေတင်ဟောပါတယ်အဲ့ဒီဇာကားကိုမောင်ပါချန်ကြားတဲ့ခါမှာပေတင်ဝါသနာပါသူပြီပြီဦးလေးကျွန်တော်တို့ညောအသက်ရှိချင်းနဲ့ပေါ်အောင်မလားဆိုတော့ကြည့်ပေးကြပါဦးဗျာကြည့်ပေးပါမယ်ဇာတာနှဆောင်လုံးပေးပါအဲ့လိုပြောပြီးတော့မောင်ပါချန်ရဲ့ဇာတာကိုကြည့်လိုက်တဲ့ခါမှာအာယုစံပြန်နေတဲ့ဖြင့်ခေါင်းငယ်နှက်ခက်နဲ့အသေးစိတ်တွေ့ကြည့်တဲ့ခါမှာသူ့ရဲ့အာယုတက်တက်မှာယနေ့ညနေမှာပဲမွေးကြိုက်လို့တေးမှာကို သူတည်လဲရပါတယ်ထို့နောက်သူရဲ့အာယုတတံကိုပြန်ပြီးတော့ကြည့်လိုက်ရအောင်ယနေ့အသက်50ထိတော့အသက်ရှင်မကိုတည်လဲရပြန်နေဩတိုက်တိုက်ဆိုင်ဆိုင်မောင်ပါချမ်းနေငါကတေမဲ့ရဲ့တေမဲ့ချိန်မှာတိုက်ဆိုင်နေပါလားစောစောကမနွေအီမအိမ်အောင်ရှိတယ်ဆိုလို့ငါမှာစိတ်ဆင်းရဲလိုက်တာအခုလိုခက်ခက်ခဲခဲတိုက်ဆိုင်မှုကငါရဲ့ပညာနဲ့အန်ခိုက်ပဲထုံးနေညနေမောင်ကိုပါချမ်းမောင်မွေးကြိုက်ပြီးတော့ကိုလွန်ခဲ့ပါတယ် ဝိမာတာကကိုပါချန်တေဆုံရင်တေဆုံချင်းမှာပဲသူ့ရဲ့ရုပ်ပြောင်းနံခွာပညာနဲ့သူ့ရဲ့နံကိုခန္ဓာကိုယ်ကခွာပြီးတော့ကိုပါချန်ရဲ့ခန္ဓာကိုယ်တွင်းကိုဝင်လိုက်တယ်။အဲဒီရောမှာရှိတဲ့ရောသူရောသားများနဲ့မနွေကြီးတီတီမောင်စေစီယာကြီးဥမြတ်တာတယောက်လေတန်ဆုယောဂာနဲ့တေဆုံသွားတယ်လို့ဖြစ်ပါတယ်။ထိုတဲ့တင်းကိုကြားရင်ကြားချင်းမှာပဲဆရာတော်ကရောက်လာခဲ့တယ်။မောင်ပါချန်ကဆရာတော်ကိုအလင်းကိုယင်းကြီးစွာနဲ့နေရာထိုင်ခင်းများပေးခဲ့တယ်။ဆရာတော်ကမောင်ပါချန်ကိုတေချာစွာကြည့်ပြီးတော့ မောင်မြတ်တော်မင်းရဲ့ပူဇော်ကတော့ပြောမယုံနိုင်အောင်ထူးဆန်းလာပါပြီမင်းလိုရုပ်ပြောင်းနံခွားမျိုးဆက်ကြံခဲ့ပြီမို့လို့ငါဝမ်းသာပါတယ်မောင်မြတ်တော်ဒါပေမဲ့မင်းရဲ့ဘဝကတော့လူထူးလူဆန်းမောင်ပါချမ်းဖြစ်နေတော့ဆက်ပြီးတော့ရှင်းတန်ပြီးတော့ဆရာတော်ကမောင်ပါချမ်းကိုနှကူချပြောပြီးရွာကိုပြန်လာခဲ့ပါတယ်ဘန်းသူဘဝကတောင်းခဲ့တော့စုပြေဝပြီလားတော့မသိယခုဘဝမှာ ခက်ခက်ခဲခဲပေါင်းတင်ွေရခဲ့ပါတယ်အရင်တော့ကလေသမားမောင်ပါချမ်းကထူရမောင်စေးစီရမောင်ပါချမ်းဖြင့်စေကူတာရင်မွဲ့ွက်ရင်နဲ့အသက်ထဆုံးပေါင်းတင်နေထိုင်သွားခဲ့ပါတယ်ဟုတ်ကဲ့စေဝင်စားပွဲထူကြဆန်းချင်းကမ်းမီယာဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာကြီးတန် channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပိနားစင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကို ညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးကွန်မန့်ပေါ်ဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ကွန်မန့်တစ်ကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးတော့စာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်နဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာကြီးစံ channel လေးကနေထူကြဆန်းခြင်းလှုပ်ဝှက်ဆန်းခြင်းတည်တဲ့ရင်ဖို့ပါရလောကကမ္မရရဲမတန်မူခင်ဖြစ်ရမန်ဇလန်ကောင်းမြတ်စွာကိုမိစေမပြတ်ရှာဖွေပြီးတော့မှဖတ်ပြလို့ 电视，贝尼巴比卡喵。